ဒီကောင်ရွှေရှင်စကိုင်းမှာတော့လာကစိတ်မနှင်းနေပေါ့နော်အာအတိစိတ်လွတ်နေတဲ့ဒီသားသမီးစောကတ်နေတဲ့မိခင်တယောက်အနေအားနေပြီးတော့တည်ဆောက်နာပါတယ်စိတ်မနှင်းနေကြတာလေးကိုပထမအဦးဆုံးအာရိုက်ကူးဘူးတာဆိုတော့အခက်ခဲလေးတော့အနေငယ်တော့ရှိခဲ့ပါတယ်ကာလီရိုက်တော့အာမိုးတွေလည်းအရင်ရွာပဲပေါ့နော်မိုးရေထဲမှာရိုက်ရတယ်တစ်ချိန်လုံးမိုးဆူနေတာပေါ့ပြီးတော့ဒီ အဲလမ်းမလေးခြေပဲဖက်နဲ့မပါဘဲနဲ့ပြေးရတဲ့အခန်းတွေပါတယ်ပါတယ်ပေါ့အဲဆိုတော့တေချာလေးကျူစားထားပါတယ်ကြားမှာဆိုလည်းလုံးဝလည်းမိတ်ကက်လုံးဝမလင်းထားဘူးလုံးဝမျက်နှာပြောင်းမယ်ဆိုပြင်ဆိုလည်းဘာမှအဲ့လိုမျိုးမလုပ်ထားဘူးပေါ့နော်အဲဒီတိုင်းအပြင်လုံးဝအတိုင်းပဲဟိုဟိုယူဘယ်လိုပြောရမလဲ ဒီ character စိတ်နှစ်ပြီးတော့တခြားလုပ်ခဲ့တာပေါ့နော်။ဟိုလားတော့ဒီနေ့ဂုံရွှေရှင်စကိုင်းဒါမီဒီယာမှာပေါ့နော်အနှံ့နဲ့ပွဲလို့ရောက်နေရပါ။ဒီဂုံရွှေရှင်စကိုင်းမှာတော့ဟိုလားကစိတ်မနှံ့နဲ့ပေါ့နော်။အာအတိစိတ်လွတ်နေတဲ့ဒီတာသမီဇောကတ်နေတဲ့မိခင်တယောက်အနေအားနေပြီးတော့တည်ဆောင်းလာပါတယ်။ပြောမယ်ဆိုရင်တော့ဟိုအဲအယူပေါ့နော်။အယူမှာပေါ့အဲအဲ့လိုပုံစံလေးပေါ့။ဒီကတော့ဟိုလားနေအဲ့စိတ်မနှံ့တဲ့ character လေးကိုပထမအဦးဆုံးအဲရိုက်ကူးဘူးတာဆိုတော့အခက်ခဲလေးတော့အနေငယ်တော့ရှိခဲ့ပါတယ်။ဒါပေမဲ့အတက်နိုင်ဆုံး တော့အဲတေချာလေးရိုက်ကူးထားပါတယ်ဒီကလေးရိုက်တော့အဲမိုးတွေလည်းအရင်ရွာပဲဗောနော်မိုးရေထဲမှာအဲရိုက်ရတယ်တစ်ချိန်လုံးအဲမိုးဆူနေတာဗောပြီးတော့ဒီ လမ်းမလေးခြေပဲဖက်နဲ့မပါဘဲနဲ့ပြေးရတဲ့အခန်းတွေပါတယ်ပါတယ်ပေါ့အဲဆိုတော့တေချာလေးကြိုးစားထားပါတယ်ဒီကားလေးကအဓိကတော့အမေများဖွဲ့ကိုဂွန်ပြူတင်ဆက်တဲ့ကားလေးဆိုတော့ဟိုလားဟိုဟိုပြောလာတဲ့ချိန်မှာဟိုတခြားဒီကားရိုက်တွေရှိပေမဲ့အမ်အမလက်တဲ့ဂျာတွေကနေပေါ့နော်ဂွန်ပြူပေးခြင်းနဲ့စိတ်ကြောင့်ရိုက်ကူးဖြစ်ခဲ့တာပါရှင်ဟုတ် စိတ်မနှက်တဲ့ character နော်အတိစိတ်လွတ်လွတ်သွားတဲ့ character ကြတာလေးခတ်တာပေါ့နော်ဒီမျက်လုံးရောအမူအရာရောအဒီကိုလက်ရောနောက်ဒီအဝတ်အစားပိုင်းဆိုင်ရာဆိုလည်းအများကြီး view ဆိုင်ရတယ်ဒီကိမ်းမှာဆိုလည်းလုံးဝလည်း makeup လုံးဝမလိမ့်ထားဘူးလုံးဝမျက်နှာပြောင်းမယ်ဆိုရင်ဆိုလည်းဘာမှအဲ့လိုမျိုးမလုပ်ထားဘူးပေါ့နော်အဒီတိုင်းအပြင်လုံးဝအတိုင်းပဲဟိုဟိုယူလို့ပြောမယ်ဒီ character စိတ်နှစ်ပြီးတော့တခြားလုပ်ခဲ့တာပေါ့နော် ဆရာတင်ပေးပါတယ်ဆရာဆရာဦးကျော်စလင်းကဆရာတင်ပေးပါတယ်အဓိကမျက်လုံးပေါ့နော်စိတ်မနဲ့မျက်လုံးဆိုတော့မျက်လုံးဟိုဘယ်လိုပြောမလဲရေရာမရှိဘူးဟိုမျက်လုံးတောင်ရောက်မြောက်ရောက်အဲအဲ့လိုမျိုးအကုန်လုံး360ပတ်ပတ်လေးကိုသူကလဲပြီးတော့ကြည်နေတာဆိုတော့လေပမာဏစားခြင်းရိုက်တဲ့ရတာနှိမ့်ခက်ခဲရှိတယ်ပမာဏဆင်းရတော့ဒါပေမဲ့ရိုင်းရင်ရိုင်းနောက်ပိုင်းကျမှပို့ပြီးတော့ဝင်သွားတာပေါ့ဒီကလေးကိုပျောက်လို့လိုက်ရှာပြီးတော့ဒီကိုသားသမီးကိုတရားရောက်ခေါ်ရတယ်ဆိုတော့မိခင်တရားရဲ့ပူပန်နဲ့စိတ်ရဲ့ အားလုံးအားလုံးပေါ့ဟုတ်အဝိစားနေရတော့လာတို့ထမိန်ဆိုလဲဟိုတောင်စီရင်မြတ်တူတူဝိမဲအင်ဂျီဆိုလဲဟိုဘယ်လိုပြောမလဲအဲ့လိုအလှတွေမဟုတ်ဘောအဓိကတဘာဝကြကြစိတ်ရုပ်ကိုလှုပ်ထားပါတယ်ဒီကားမှာတော့လိုက်ကာရက်တာတစ်ခုအာကွဲထွက်သွားမယ်လို့ဝိလာထင်ပါတယ်ဟုတ်ပရမောင်ဆုံး you အနေနဲ့လှုပ်ရတာဆိုတော့လေဟုတ် မိများဖွဲ့ကိုကွန်ပျူတာတင်ဆက်တဲ့ကားပါဒီကားလေးရရတဲ့ကြိုရလက်တွေကိုလည်းလူတန်းနေပြုလုပ်သွားမယ်လို့သိရတယ်။ main ကလေးဒီကလေးမှာဆိုရင်မင်းသမီးရှစ်လက်ပေါ့နော်။မင်းသမီးရှစ်လက်တယောက်ချင်းစီမှာကာရက်တာတစ်ခုရှိရယ်။ဆိုတော့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးပါ။မင်းသမီးရှစ်လက်လုံးဘလိုမျိုးတည်ဆောက်ထားတယ်ဆိုတော့လည်းပြည်သက်တရားလာအပေးဖို့လည်းဝလာဖိတ်ခေါ်ပါရှင်။မကြိုင်ခင်လည်းယုံတင်တော့မှာပါရှင်။ဟုတ်